ဖြင့်အကျိုးရှိရှိနေမည်တရားဒေသနာတော်ဓမ္မအတိဖြင့်အကျိုးရှိအောင်နေမည်လို့လူပွားရလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမိမိတို့ဘဝမှာနေထိုင်တဲ့အခါအကျိုးရှိအောင်နေတတ်ဖို့အမတ္တမအရေးကြီးပါတယ်အကျိုးဆိုတာ ဒိဋ္ဌာဓမ္မိကအထမြမဘုရားမှာရတဲ့အကျိုးအတမျိုးသံပရာဟိကထလို့ခေါ်တဲ့တမလွန်ဘုရားမှာရတဲ့အကျိုးလို့သာဝေကျမ်းကများမှာဒီလိုအကျိုးနှမျိုးကိုသတ်မှတ်ပြထားတာရှိတယ်။အဲ့ဒီမဲ့မြမဘုရားမှာရရှိနိုင်တဲ့အကျိုးဆိုတာဒီဘဝမှာရှိတဲ့ဥစ္စာရတာလည်းအကျိုးတစ်မျိုးပဲ။ ရာဒုက္ခသိဌာနန္တရရတာလည်းအကျိုးတစ်မျိုးပဲထူးခြားတဲ့ဂုံအညီသွေးတွေရတာလည်းတစ်မျိုးပဲစီးပွားဥစ္စာရတာလည်းပဲတစ်မျိုးပဲချမ်းသာသာသာနေဖို့အခွင့်အရေးတွေရလာတာလည်းပဲဒီဘဝရဲ့အကျိုးလို့ဒီလိုပြောရတမလွန်ဘဝအကျိုးဆိုတာကြတော့လူတိုင်းလူတိုင်းဟာဒီဘဝမှာဆုံးသတ်ကြမှာမဟုတ်သေးလို့ရှင်နောင်တမလွန်ဘဝဆိုတာရှိနေလေ ရှိနေသေးသည့်အတွက်ကြောင့်ဒီဘဝအရေးနဲ့မစဉ်းစားဘဲနဲ့နောက်ဘဝအရေးကိုလည်းပဲစဉ်းစားရမယ်တဲ့နောက်ဘဝအရေးအတွက်လည်းရှိတဲ့ရှိတတ်တဲ့အကြောင်းတရားများရှိအောင်လုပ်မှကောင်းတဲ့အကြောင်းတရားတွေမိမိတဏ္ဍာမှာရှိမှနောက်ဘဝမှာကောင်းကျိုးချမ်းသာရနိုင်တယ်လို့ဒိဋ္ဌဓမ္မိကအထမြတ်ဘဝမှာရမယ့်အကျိုး သံပရာဟိကထလို့ခေါ်တဲ့တဏှာဘဝမှာနောက်ဘဝမှာရနိုင်တဲ့အကျိုးတဲ့အဲ့ဒီအကျိုးနှမျိုးလုံးရရှိအောင်ဓမ္မအတိနဲ့နေဖို့လိုတယ်လို့အဲ့ဒါလို့ဓမ္မအတိနဲ့ဓမ္မအတိဆိုတာဒီနေရာမှာဓမ္မဆိုတာအမှန်အမှားကိုခွဲခြားသိနိုင်အောင် ေါ်ပြောထားတဲ့ဘုရားမြတ်စွာရဲ့ဆုံးမသွန်သင်ချက်ကိုလည်းဓမ္မလို့ခေါ်လို့ရတယ်။ကောင်းဆုံးနှမျိုးကိုပြတတ်တဲ့သဘာဝတရားတွေရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုသိရလဲဓမ္မကိုသိတယ်လို့ဒီလိုပြောရမယ်။အေးဓမ္မအတိနဲ့ဘဝမှာအကျိုးရှိရှိနေဖို့ဘာဖြစ်လို့တော့လို့ဆိုလို့ရှိရင် လောကမှာဘဝတခုရလာတဲ့အခါမှာနေဘုံထိုင်ဘုံကအမျိုးမျိုးရှိတယ်ကောအကျိုးရှိတဲ့နေနည်းရှိတယ်လို့မိမိတဏ္ဍာမှာအကျိုးမဲ့စေတတ်တဲ့နေနည်းရှိတယ်အချို့ချို့သောနေနည်းကပစ္စုပ္ပန်ဘဝမှာတော့ကောင်းပါရဲ့တမလုံးဘဝမှာမကောင်းတဲ့နေနည်းမျိုးလည်းရှိတယ် ပစ္စုပန်တန္တရာနှစ်ဖြာလုံးအကျိုးရှိမဲ့နေပုံနေနည်းမျိုးကိုဗုဒ္ဓရသော်ကသုံးမဩဝါဒပေးပါတယ်။အဲ့ဒီလိုနေတတ်ဖို့လို့ဆိုတာလူတွေမှာမျက်စိနှလုံးရှိရတယ်လို့အသိဉာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်တဲ့။ဗုဒ္ဓရသော်ကအန္တတုတ်တံမှာဒီစက်ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ် ကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောတာကရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အတိညာလည်းပဲတို့တူနှလုံးရှိရနှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်သက်မမြင်ရဘူးလို့ဒီလိုဆုံးလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာ မရသေးတဲ့စီစဉ်ဥစ္စာတွေကိုရဖို့ရလာတဲ့စီစဉ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစီစဉ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးနဲ့ရှိဖို့လိုတယ်။ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြည့်ရှိတယ်အပြည့်မရှိဘူး။ ဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းနောက်ထပ်လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုတခုနဲ့တခုထိမ့်ညှိပြီးတော့ပေးရမယ်။လောကအကျိုးကြီးကြိုးစားမယ်ဆိုလို့ရှိရင်တဏှာအကျိုးကလစ်လပ်သွားရတယ်။ဒါကြောင့်မို့လောကအကျိုးတဏှာအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသည့်နှမျိုးနဲ့ထိမ့်ပတ်ပေးရမယ်လို့ဒီလိုဆုံးလို့လား။အဲ့တော့တဏှာပြင်ပြောမယ်ဆိုလို့ရှိရင် လူတွေမှာစီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆွေးဥပြပြသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာဒီဒီဆွေးဥသွားနိုင်တယ်ဒါကြောင့်မို့စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ကိုချင်းတရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ဒီလိုဆုံးလို့လားเนาะကိုချင်းတရားလည်းတိုးတက်ရမယ်စီးပွားလည်းတိုးတက်ရမယ်နှမျိုးနှစ်စာတိုးတက်ကြီးပွားအောင် ကျန်ဆောင်သိမြင်တဲ့အသိပညာမျိုးကိုဒီနေရာမှာမျက်စိနှလုံးလို့ဒီလိုခေါ်တာစီပွားရေးမျက်စိရှိရမယ်ပညာရေးဓမ္မရေးရာမျက်စိလည်းရှိရမယ်ဓမ္မရေးရာမျက်စိဖြင့်တိုးတက်လာတဲ့စီပွားရေးရဲ့စီပွားရေးတိုးတက်မှုကိုအကြောင်းပြုပြီးတော့အကျင့်စာရိတ္တမပြည့်ပြားအောင်ထိတ်ွက်ပြီးတော့ပေးတယ်ဖြစ်လို့ဆုံးလို့ကဲကောင်းပြီ စီးပွားရေးမျက်စိတော့ရှိပါရဲ့ဓမ္မရေးရမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုလို့ရှိရင်အေးစီးပွားရရင်ပြီးရောဘာမဆိုလုပ်မယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်တစ်ဖက်ကထိန်ထားရမယ်အဲ့ဒါလို့ထိန်ထိုင်မရှိဘူးဆိုလို့ရှိရင်ကိုချင်းတရားပြက်ပြားပြီးတော့စီးပွားရှာတတ်တယ်ကိုချင်းတရားပြက်သွားပြီးတော့ရလာတဲ့စီးပွားဥစ္စာဟာတည်ငြိမ်မှုနဲ့တည်ရဲမှုမရှိဘူး ကြည့်လေလောကမှာလည်းပဲစူပါဥစ္စာတွေတချို့တိုးတက်လာတယ်။သို့တော့အချင်းစာရိတဘက်ကယိုရင်းသွားသည့်အတွက်ကြောင့်ရလာတော့စည်းစိမ်ဥစ္စာဟာလည်းပဲပျက်စီးဆုံးရှုံးသွားတတ်တယ်။ကိုယ်ချင်းတရားပြတ်သွားလို့ရှင်စည်းစိမ်ဥစ္စာလည်းမတည်ငြိမ်နိုင်ဘူး။ဒါကြောင့် economic progress နဲ့ spiritual progress လို့ခေါ်တာပေါ့။ဒီနှစ်ခုဟာချင်းကြည့်ပြီးတော့ထားရမယ်။ဒီနှစ်ခုချင်းကြည့်ထားလို့ရှင် စီပွားတုတ်တက်မှုလည်းခိုင်မြဲတယ်တစ်ဖက်ကလည်းပဲကိုခြင်းတရားလည်းပဲခိုင်မြဲတယ်စီပွားနဲ့ကိုခြင်းတရားကိုထိန်းတယ်ကိုခြင်းတရားနဲ့စီပွားကိုပြန်ထိန်းတယ်ဒီလိုနှစ်ဖက်နဲ့တန်ရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီတုတ်တက်မှာဟောတယ်ဘာဖြစ်လို့လို့ဆိုတော့တဏှာထဲမှာနေတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခရဖို့ဆိုတာကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှရတာ ဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုလို့ရှိရင်ဘာစဉ်းစားရမလဲမိမိကိုယ်ကိုမိမိအမြဲတမ်းသင်္ခေရမယ့်အချက်ကကထံဘူတ္တနေရတ္တိဓိဝဝိတေဝတံတိဘယ်လိုနည်းနဲ့နေ့တွေရက်တွေငါအခုကုန်းနေတယ်လေဆိုတာလူတိုင်းလူတိုင်းတွေ့တယ်ငါတဏိတာတဏိတာချိန်ကုန်သွားတယ်လူ့ဘဝ လူတိုင်းလူတိုင်းဟာရနေတာမဟုတ်ဘူးလူဘဝရလာတဲ့နေရာတွေတင်းရဲ့ပြီးတင်းရဲ့တင်းရဲ့ပြီးတင်းရဲ့အချိန်တွေကဖြတ်ကျော်လာလေတာအေးဖြတ်ကျော်လာလေတာတနည်းသားကနေပြီးဆယ်နှစ်သားဆယ်နှစ်သားကနေအနည်း20အနည်း20ကနေ30 40 50ဒီလိုဖြတ်လာခဲ့အဲ့ဒီဖြတ်လာခဲ့တဲ့ဖြတ်တမ်းလာခဲ့တဲ့မိစ်တွေဖြတ်တမ်းလာခဲ့တဲ့ လာတဲ့ဖြတ်သန်းလာခဲ့တဲ့ရက်တွေဖြတ်သန်းလာခဲ့တဲ့နာရီတွေမှာဘယ်ပုံပဲနည်းကအချိန်ကုန်ခဲ့တယ်လေတောင်ပြန်စဉ်းစားရမှာဘုရားမြတ်စွာကကထံဘုဒ္ဓဘလို့နည်းဘလို့အချိန်နေနဲ့ရတ္တိဓိဝါနေ့တွေညတွေဟာဝါရက်တွေဟာဝိတိဝတ္တတိကမှာကုန်လွန်ခဲ့တယ်ဆိုတာစဉ်းစားပါစဉ်းစားလိုက်အဖြေဆိုတာထွက်လာတတ်တယ် ဟောအကျိုးရှိရှိအချိန်ကုန်နေတာလားအကျိုးမဲ့အချိန်ကုန်နေတာလားလောကရဲ့စီးပွားရေးတွေအတွက်အချိန်ကုန်နေတာလားဓမ္မရေးရလဲအချိန်ကုန်တာလားဆိုတော့ဟိုအချိန်ကိုဇရာညှိပြီးတော့ခြေလိုက်လို့ရှိရင်အချိန်ကိုပဲပုံပဲနည်းအသုံးချနေတယ်ဆိုတာဖြေတွေ့လာမှာပဲအဲ့ဒီအဖြေတွေ့လာတဲ့အခါမှာခုနကလို့လောကအကျိုးတဏှာအကျိုး ဒီဘဝအကျိုးနောက်ဘဝအကျိုးဒီအကျိုးနှမျိုးလုံးအကျိုးရှိရှိကုန်ဘဝအရေးကြီးတယ်လို့ပြောလို့ဆိုတယ်ပစ္စုပန်အကျိုးတစ်ခုတည်းတင်လုံးမှန်းပြီးတော့နေလို့ရှိရင်တဏှာအကျိုးကလိမ့်ဟင်းသွားတာတည်းတော့မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်ဒီဘဝချမ်းသာတော့လေနောက်ဘဝမှာနေတာဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်ကိုနှစ်ဖက်စလုံးညှိပြီးတော့ကိုယ့်ကိုယ်ကိုအမြင်နှမျိုးနဲ့ချိန်ပြီးတော့ မိရတူကိုကုံဆုံးစေရမယ်ဒါနေဖို့နေပြီးတစ်ခုပဲအဲတော့လောကမှာလူတွေနေကြတယ်ကုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်၁ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ် အဲ့တော့ကောင်းချမ်းချမ်းသာတွေရဖို့ပဲအချက်၄ချက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပြရအချက်၁ကဘာလို့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့အချိန်မှာကုသိုလ်စိတ်များများဖြစ်စေရမယ်ဆိုတဲ့အချက်။ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမလို့ဆိုတော့ကုသိုလ်ဆိုတာ အဆိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုပေါ်ဆောင်ပေးတိုင်းတဲ့သဘောဒါကြောင့်မလို့ကုသလကုသူကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင် အလောဘတို့အဒေါသတို့အမောဟအလောဘဆိုရင်ကိုယ့်ရဲ့ပစ္စည်းကို လောကမှာသူတွေဟာကြောက်ထဲနေတာမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုပစ္စည်းကိုဘလောက်ပဲများများဆုပ်ကင်ထားတာမျိုးမဖြစ်ဖဲနဲ့အများနဲ့မျှဝေခံစားနိုင်အောင်စွန့်လွတ်နိုင်တဲ့သဘောတခုနော်အရောသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလို့တင့်တယ်လဲလုံးတင့်သလားမလုံးတင့်ဘူးလားသိတဲ့အသိပညာမျိုး ။အော်အဲ့ဒီသဘောဝတရားတွေဟာအစိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်။အဲ့ဒီကုသိုလ်တရားတွေကုသဏ္ဍမှာဖြစ်အောင်လုပ်ရမယ်။သတ္တဏ္ဍမှာဖြစ်စေရမယ်။တတတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်တမာတိစွာအားတွေဖြစ်စေရမယ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွာအားတွေကုသဏ္ဍမှာယဉ်တန်ထွားခြင်းစေရမယ်လို့ ိတ်ထဲမှာဆုံးဆုံးဖြတ်ဖြတ်တဲ့အဋိဋ္ဌံချက်တစ်ခုလုံးအောင်ဒါကိုစာပေကနိယမိတ္တကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်เสียရဘူးလို့ဆိုရက်စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့ဒါလို့လုပ်ရမယ်လို့ဆိုအဲ့ဒါလို့စိတ်ကိုဆောက်ကြည့်ထားလိုက်လို့ရှိရင်တတိထားတာလာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ပဲကိုဥလှဲ့တာ နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသိုလ်စိတ်ချွေးဖို့အတွက်နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင်သမုဒ္ဒါဆိုင်အလေးအကျင့်ရအောင်ကျင့်ကြံကြုတ်ဖို့ဆိုတော့ဘယ်နဲ့အရာထားရင်ဘုရားအရင်ရှိခိုးမယ်ညနေတက်မယ်ဘုရားရှိခိုးအလေးချက်တစ်ခုလို့ဘုရားရှင်မကိုပဲမနဲ့စာပစာဘူးအရာထားတော့လည်းဘုရားရှိခိုးမယ်ဘုရားကိုအားလုံးပြုမယ်ကုသိုလ်စိတ်ဖြစ်အောင်လုပ်မယ်တော့မေတ္တာပို့ မိမိအိမ်သူအိမ်သားတွေကလည်းရှားပြီးတော့မိမိပါဝဲခြင်းမှာရှိတဲ့သတ္တဝါတွေချမ်းသာဒုက္ခရကြပါစေစီပွားဥစ္စာတိုးတက်ကြပါစေစသဖြင့်မေတ္တာပို့ဟောကုသိုလ်စိတ်ဖြင့်အလေးအကျင့်တစ်ခုလုပ်ပြရမယ်လို့ဆိုတာဒါကိုသမှုရာစိတ်နာလို့ပြောတယ်ဘယ်အဝိဓိဖြင့်လေ့ကျင့်ခန်းဆိုတာလုပ်ကြဖိစိကယ်အက်ဆာဆိုက်ဆိုမနေ့စောစောလမ်းလျှောက်တဲ့ပုံစံတွေကျမ်းမာရေးလေ့ကျင့်အောင်ဆိုမနေ့မှန်မှန်လမ်းလျှောက်ကြတယ် ဒါလေးချင်ကလောက်တာအဲ့ဒီလေးချင်ကလောက်တယ်လို့ပဲလေးချင်ပွားမှာအကျိုးရှိဖို့အတွက်ကုသိုလ်ရေးရတယ်လေးချင်ကလောက်နေရမယ်လို့ဆိုတယ်မနေ့အချိန်မှာအပါလို့မယ်နေ့လေအားတဲ့အချိန်မှာပါလို့မယ်ညပါလို့ပဲဆိုရဲအချိန်အခါအားလို့ဆိုမိမိတဏ္ဍမှာကုသိုလ်စိတ်ကြီးဖြစ်ပွားစေရမယ်အိရှင်မတွေဆိုလို့ရှိရင်ဥပမာပဲခမင်းချက်ရင်ဟင်းချက်ရင်လည်းပဲ ကုသိုလ်စိတ်ဖြစ်အောင်ဆောက်တည်ရမယ်။ဩငါချက်ထားတယ်ဟဲ့ငါချက်ထားတယ်ထမင်းစားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေပျော်ရွှင်ကြပါစေမေတ္တာထားပါနော်။အလုံးချမ်းသာကြပါစေ။အများအတွက်ဆောင်ရွက်ပေးတဲ့စိတ်စေတနာ။ဒါမေတ္တာဆိုတာဘယ်နေရာမှာထားဘယ်နေရာမှာဆိုထားလို့ရတယ်။ မေတ္တာနဲ့တဏ္ဏာနဲ့မတူဘူးနော်အရက်ထဲမှာတော့မေတ္တာနဲ့တဏ္ဏာကိုရောထွေးပြီးတော့တုံးမေတ္တာဆိုဒီမှာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တယ်။ဒါမို့မေတ္တာဆိုတဲ့သကလုံးကမေတ္တာဆိုတဲ့ပုဂ္ဂိုလ်လားမေတ္တာတာဧတာမေတ္တာမေတ္တာတာမိတ်ဆွေတငယ်ချင်းဤဧတာစိတ်ဓာတ်ဖြစ်ပေါ်လာတဲ့ဥစ္စာတွေဒါကြောင့်မေတ္တာ မိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးကိုမိတ်တယ်အဲ့တော့မိတ်ဆွေရဲ့တဏ္ဍာမှာဘာဖြစ်တယ်ဆိုလို့ရှိရင်ကောင်းကျိုးလိုလားတဲ့စိတ်တွေဖြစ်တယ်လေမိမိနဲ့ခင်မင်နဲ့တကယ်ချင်းတွေကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားတဲ့တိုးတက်တဲ့ကြရင်ဝမ်းသာတယ်ဟောဒီစိတ်ဓာတ်မျိုးဟာရန်သူပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးအားလုံးပေါ်မှာအဲ့ဒီလိုမိတ်ဆွေစိတ်ဓာတ်ပွားနိုင်အောင်လုပ်ထားတာ မေတ္တာထားနိုင်တယ်လို့ပြောနော်အဲ့တော့မေတ္တာဆိုတာရှင်တဲ့နှလုံးထဲမှာအမုန်းတရားတွေကိုဖယ်ရှားပြီးတော့အကျိုးလိုလားတဲ့စိတ်ဓာတ်မျိုးမေတ္တာအဲ့တော့မေတ္တာပွားမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှစပွားလို့ရဆိုပါစို့မေတ္တာကလည်းပဲတကယ်ကတော့မေတ္တာစိတ်ဆိုတာမနှောကံစိတ်ကလုံးဝမဲ့ဟာပေါ့ စိတ်ကလုတ်ပြီးတော့ခန္ဓာကိုယ်နဲ့ပြရတဲ့ကာယကံမေတ္တာမျိုးလည်းရှိတယ်ဝစီကံနဲ့ပြရမယ်နှုတ်ကံနဲ့ပြောရမယ်ဝစီကံမေတ္တာမျိုးလည်းရှိတယ်မနောကမေတ္တာဆိုတာစိတ်ထဲကတ ত্ত্ব အရင်ချမ်းသာကြပါစေဝစီကံမေတ္တာဆိုတာတဦးနဲ့တူအကြံဉာဏ်ပေးတယ်ကောင်းတဲ့အကြံဉာဏ်ပေးတယ်အာဒီလမ်းတော့မသွားနဲ့ဒီလမ်းမှာအန္တရာယ်ရှိတယ်အာဒီနေရာတော့မနေတယ်ဘူး ဒီလုံတော့မလုံတဲ့ဘူးဒီလုံလုံရင်ကိုကောင်းတယ်ဟောအကျဉ်းဉာဏ်ပြီးငါဝစီကမေတ္တာတို့ခေါ်မေတ္တာစိတ်အကျဉ်းကောင်းရအောင်ဒီပေးနေတာဝစီကမေတ္တာကာယကမေတ္တာဆိုတာတောင်းရင်လာရင်လည်းသူးလေးတွေတွေ့ပြီးဖယ်သွားတယ်အေးမတိုက်မခိုက်ကြပါစေနဲ့ကာယကမေတ္တာဆိုအိမ်မှာအလုံးလို့ရင်းမှလည်းထုတ်တူပဲနော်အိမ်လူအိမ်သားတွေချမ်းသာဖို့အတွက်ကိုက ဆောင်ရွက်လောက်ကင်ပြီးတော့ပြေးနေတယ်ဆိုတော့ဒါကာယကမေတ္တာလို့ဖြစ်တာ။ဆိုကာယကမေတ္တာဖြစ်တဲ့ဝစီကမေတ္တာဖြစ်တဲ့မနောကမေတ္တာဖြစ်တယ်။ဟောမေတ္တာကံနေနဲ့နေပြီဆိုလို့ရှိရင်ခုနကကုသိုလ်နဲ့နေပါလေ။အကျိုးရှိတဲ့နေဒီကတော့ပြောလို့ပြော။ဝေယဝိသလုံရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးတော့နေမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကဖြစ်ပွားစေတာ။ အချင်းဆိုတာရွေးစရာမလိုဘူးအခါဆိုတာလည်းရွေးစရာမလိုဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်မိမိစိတ်ကလေးကညစ်ပြီးတော့နေတာဒါကြောင့်မလို့ကတဏ္ဍာမှာကုသိုလ်တွေပဲများများဖြစ်စေရမယ်ဉာဏ်ဉာဏ်ရမေတ္တာပွားနိုင်ရမယ်လို့နိမိတ္တလို့ဆိုတဲ့ဒီတာမီလေးရှင်နောက်တစ်ခုကပရိနာမအမြဲတမ်းကိုယ်စိတ်လေးကကောင်းတဲ့ဘက်ကိုညွတ်နေအောင်လေ့ကျင့်ပေးရစေပါစို့ ကောင်းတဲ့ဘက်ညှက်နေအောင်ဆိုလို့ရှိရင်တယောက်တည်းမှာအေးအေးဆေးဆေးနေမိပြီဆိုလို့ရှိရင်ဘာတွေအတွေးများတယ်လဲကိုယ့်ကိုယ်ချက်ကလိုက်ကြည့်နော်မင်းတို့ချက်ကတော့ကိုယ့်ကိုယ်ကိုဆစ်ဆဲကြည့်အဲ့တော့ကိုယ်စိတ်လေးကကောင်းတဲ့ဘက်ပဲညှက်နေစေရမယ်မကောင်းတဲ့ဘက်အညှက်များနေလို့ရှိရင်ဟောကောင်းတဲ့ဘက်ကိုညှက်စေရမယ်လို့ဆိုပြီးတော့စိတ်ကလေးကိုအမြဲတမ်းကောင်းတဲ့ဘက်ကိုဦးလှည့်ပေးနေရတယ် ေတ္တာပွားဖို့ဥလဲပေးရမယ်ကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်တွေဖြစ်ပွားဖို့ဥလဲပေးရမယ်ကုသိုလ်တရားရဖို့ဥလဲပြီးတော့ပေးရမယ်ဒါလေးချင်းပေးလို့ရှင်ဖြစ်ပါတယ်နောက်တစ်ခုကတော့နှလုံးသွင်းတရားနှလုံးသွင်းစဉ်းကျင်မှုကအလွန်အရေးကြီးတယ်ဒါကြောင့်မို့ဘုရားမြတ်စွာဘုရားကဒီနှလုံးသွင်းစဉ်းကျင်တာကိုယောနိသုံးမနတိကာရ wise attention နော် မှန်မှန်ကန်ကန်စဉ်းစားတာအတိညာနဲ့စဉ်းစားတာလိမ္မာပန္နဆိုတာစဉ်းစားတတ်ဒါကိုယောနိတောင်းနဲ့ဒီကရလို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ယောနိတောင်းနဲ့ဒီကရမထမ်းနိုင်လို့ရှိရင်ကုသိုလ်ရကြမှာရကုသိုလ်လုံနေတောင်မှကုသိုလ်မရတတ်ဘူးတဲ့ကုသနာမှာကုသိုလ်ဖြစ်အောင်မှာယောနိတောင်းနဲ့ဒီကရရှိရမယ်ဒါကြောင့်မို့စာပေကျမ်းကမှာ ယေကေစိကုသလဓမ္မာသဗ္ဗေတိယောနိတောမနတိကာရမူလကကုသမန္တမယောနိတောမနတိကာရပေါ်မှာအခြေခံတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်အဲတော့ယောနိတောမနတိကာရဆိုဝိုက်စ်အပြင်းရှင်းတယ်ဆိုပါစို့ဒေါသဖြတ်เสียကိစ္စလေးတစ်ခုလူတယောက်နဲ့ပတ်သက်ပြီးတော့ဒေါသဖြတ်เสียကိစ္စလေးတစ်ခု ကိုယ်အနိပါဝဲခြင်းနဲ့ပတ်သက်ပြီးဒေါသထွက်ဆရာလေးကိစ္စတစ်ခုကြောင့်ကျန်းကျန်းထန်းထန်းစကားပြောမိပဲဆိုရင်ဆင်ញင်ကြည့်လိုက်ဩကျန်းကျန်းထန်းထန်းပြောတဲ့စကားငါပြောရလည်းမကြိုက်ဘူးငါလည်းကြိုက်မှာမဟုတ်ဘူးသူပြောလည်းသူလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ချိုးချိုးသာသာပြောပြီးတော့သူ့ကိုဖြောင်းပြတာကကောင်းတယ်ဆိုတာဒါယောနိတော်မတ္တိကလည်းခေါ်ကျန်းကျန်းထန်းထန်းပြောလိုက်တဲ့စကားဒီတစ်ဖက်သားကိုနုညံ့မသွားစေဘူး ပို့ပြီးတော့ကြံတန်းသွားစေပြောတဲ့ပုဂ္ဂိုလ်ကလည်းကြံတန်းတယ်နားထောင်ရတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ထဲမှာကြံတန်းသွားအဲ့ဒီနှစ်ခုကိုနှလုံးသွင်းဆင်ခြင်လိုက်လို့ရှိရင်ယောနိတော်ဝနတိကာရနဲ့ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်အော်ငါ့ကိုကြံကြံထန်းထန်းပြောရင်ငါကြိုက်သလားမကြိုက်ဘူးငါမကြိုက်လို့ရှိရင်သူလည်းမကြိုက်သေးဘူးအဲ့တော့ငါကြမ်းတဲ့စကားကိုမျောဘူးလူကြမ်းတဲ့စကားနဲ့ပြောမယ် အကျိုးရှိအောင်ပြောမယ်လို့ဟောတယ်လို့တစ်ခါကနေတွေးပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ဒီလိုဆင်ញင်တာနှလုံးသားနဲ့ရောနိတော်နဲ့တစ်ခါတော့ခေါ်တယ်။ဘယ်ညာပဲဖြစ်ဖြစ်တစ်ခါကနေကြည့်ရင်ဒေါသထွက်เสียရာဖြစ်ပေမဲ့လို့တစ်ခါကကြည့်ရင်ယေရှုတင်เสียရာမျိုးရှိတတ်တယ်။အဲ့တော့ဒေါသဖြစ်မဲ့ဘက်ကနေစဉ်းစားတဲ့ယေရှုတင်เสียရာဘက်ကစဉ်းစားအမြဲတမ်း။အဲ့ဒီလိုစဉ်းစားရင်ဘာအကျိုးရှိတော့လို့ဆိုရင် ကုတ္တနာမှာအမုန်းတရားခင်းခြင်းအကျိုးရှိဖို့ယင်းတဲ့နှလုံးထဲမှာအမုန်းခင်းပြီဆိုလို့ရှိရင်စိတ်ချမ်းသာလေဘူးလားစိတ်ထဲမှာချီးမြှောက်ဟုတ်ကဲ့ယင်းတဲ့နှလုံးထဲမှာအမုန်းခင်းလို့ရှိရင်စိတ်နှလုံးကချီးမြှင့်အေးမြတ်ဒါလက်တွေ့ရတဲ့အကျိုးတစ်ခုဘုရားမြတ်စွာဟောတဲ့တရားဓမ္မတွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေနည်းတွေ way of life တွေပါ the way of life ဘဝတစ်ခုကဘယ်ပုံပဲနည်းနေရမယ်ဆိုတာမြတ်စွာဘုရားကဟောတာအဲဒါကြောင့်မလို့ကုသိုလ်ဖြစ်ဖို့ရာအတွက်ဟောဒီအချက်၄ချက်ဟာအရေးကြီးတယ်တဲ့စိတ်ကို determination တန်ဋိဌာန်ချထားရမယ်ကုသိုလ်ပဲဖြစ်အောင်လုပ်မယ်လို့တန်ဋိဌာန်ချထားရမယ်အမြဲတမ်းကုသိုလ်ဘက်ကိုစိတ်ညွတ်ထားရမယ် လေးချင်းကယူရမယ်ကုသိုလ်စိတ်ကိုအမြဲတမ်းလေးချင်းပေးရမယ်နောက်တစ်ခုကယောနိတော်မြတ်ဒီကာရဆိုတဲ့မှန်ကန်တဲ့နှလုံးသွင်းဝိုက်ဆက်ခြင်းရှင်းရှိရမယ်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်တွေနည်းသွားပြီးတော့ကုသိုလ်တွေများလာကုသိုလ်တွေများလာခြင်းအပြင်ဘဝတစ်ခုအရာရာမှာအစဉ်ပြေးလာပြီးတော့ဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရတယ်နှစ်ဖက်အကျိုးရှိ